အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာမောင်ချင်းရေးသားထားတဲ့ကမ်းမဲ့နဒီနဲ့တငါရနဲ့ဝိတုတူများစာအုပ်မှာကမ်းမဲ့နဒီဆိုတဲ့ဝိတုတူလေးတစ်ပုဒ်ကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဝိတုလေးကိုနားမစင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာရွာထိတ်ရှိငါးရဲတိုင်ကြီးစီကနေတာပူပြန်လာချိန်မှာတော့ရွာနဘေးတွင်ရစ်ခွေနေသော ချောင်းယူကလေးတွေရေတွေပြည့်နေပြီညနေတောင်တော်တော်နေဆောင်နေပြီဖြစ်ရရွာနောက်ဘက်လေခွင်းကြီးစီမှာမောင်ရီတန်းနေတော်သည်ခက်ပြင်းပြင်းတိုက်ခတ်နေသည်ကွင်းလေချမ်းကြောင့်မြရောင်ညူကောက်တားတက်ဆာကောက်ပင်တို့သည်ခေါင်းကလေးမမော့နိုင်ကြခါးလေးတွေကိုင်းညွန့်ကတမန်းစီဝါနေတော်ကွင်းမြင်ကိုရွက်ကလေးများတို့တို့စာချီးဆဲနေကြလေသည်လက်ထဲတွင်ကန်လာသည်အဖုံးပိတ်တောင်းကလေးတွေတော်လေငကူဝဝဝါဝါကြီးတုံးအောင်ပါလာသည်ရွာလေလန်း ရှုပ်ဘွက်တွေထဲမှာတာပူကြီးခြေတော်လေးတွေရင်းရိုင်ချော်ကြသည့်အခါလက်နက်ဖက်ကို မြင်းမြဲကင်လာသောဒဲဥကလေးဟိုရမ်းတီခါဖြစ်၏ထို့အခါခလောက်ဆန်သွားသောဒဲဥကလေးတဲတွင်လဲငါခုကြီးအလံတကြားခုံညပြန်ညဤအဖုံးပိတ်ထားလေသဖြင့်အပြင်သို့မထွက်နိုင်ပဲဒတိုင်းတိုင်းတိုးဝင်းတန်တာပေါ်ထွက်လာတော့သည် အောင်မာနေတို့တည်းထက်ချင်နေတယ်ပေါ့လေရပါလိမ့်မယ်အာကြီးအိမ်ရောက်ရင်နေတို့ကိုမြုံဟောင်းကြီးတဲ့ထဲ့လောင်ထားရမယ် နောက်ထပ်နင်တို့အဖော်တွေအများကြီးငါထပ်ဖမ်းလာခဲ့ဦးမယ်။အဲ့ဒီတော့မှနင်တို့ပျော်ပျော်ကြီးကစားကြစော့ကြပြီးတော့ဟုတ်လား။ဗဇက်ကတတွတ်တွရေရွင်ချော့ကြီးကြီးရှွန့်ပြင်ပေါ်ခြေချောင်းကလေးတွေမြဲမြဲကုတ်တွယ်ချော်မလဲစီရန်ဂီယူဆိုင်လမ်းရဲ့သူ့အင်္ဂလိပ်စီတို့ပြန်လာခဲ့သည်။တားဘူးအသက်20ကျော်နေပြီ။သို့တော့ကြောင်းထားတာလဲနောက်ကြ။ကြောင်းပတက်ဖြစ်သည့်နှစ်တွေကလည်းရှိသေးသဖြင့်ယခုမှနှစ်တန်းသာရှိသေးသည်။သူ့ထက်အတက်ငယ်ကသူခါရတ်သာရှိသောအတန်းသားတွေကြမှာ တာပုသည်နှံပြီစုပ်ကလေးတွေကြားမှာနားနေသောကြီးကန်းတစ်ခွေဖြစ်နေလေတော့သည်အသားကမဲမဲအရက်ကလည်းဂလန်ကလာကြီးညင်ဆူဆူဆိုပင်နဲ့တာပုသည်ကြောင်းစင်ပစိုးဟောင်းတုံနဲ့နဲ့ကြောင်းရင်းကြီးဖြူရင်ဘတ်ဟောင်းလောက်ကလေးကိုဝေးရရွာလမ်းမပေါ်ရှောက်နေစဉ်တော့သူ့ကိုယ်သူသူအင်မတန်ကြိုက်ကြလာတော့အလေတန်းကြောင်းသားကြီးဟုထင်နေတတ်သည်တကယ်တော့လေတန်းအထိသာတင်ကြားပေးနိုင်တော့သူတို့ရွာနာကမူလာတန်းကြောင်းကလေးတွင်တာပုကလူပေါင်းအကြီးဆုံးဖြစ်နေသည် အထွားဆုံးလည်းဖြစ်နေသည်အသက်လည်း၄တန်းကျောင်းသားတတ်ပင်ကြီးနေသေးသည်မဟုတ်လားထိုအခါတာပုသည် သူ့အတန်းတွင် မော်ဒီတာခေါ်အတန်းကောင်းဆောင်လည်းဖြစ်နေတော်သည် ထိုသည်တွင်တာပုကျောင်းတွင်တန်ရှင်းလောက်ရာတွင် ဖြစ်စီကျောင်းပြင်ပမျက်ခုံရှင်းလင်းရာတွင်ဖြစ်စီတောက်ရည်ကိုရည်ဖြစ်တာကအစားအာကိုရလေသည်တနေ့ထုံနေကိုတာပုမမိနိုင်ပါအတန်းတိုင်းတွင်ဆရာမထိုင်သည့်စပိတ်ကလေးတွေရှိသည်ထိုစပိတ်ကလေးပေါ်တွင်ကျွေပန်းအုပ်ကလေးတွေရှိသည်ထိုကျွေပန်းအုပ်ကလေးတွေတွင် ကျောင်းသူကျောင်းသားတွေကခူးလာတော့ပန်းကလေးတွေထိုးလေးရှိကြသည်ကိုတန်းနဲ့ကိုပေမှုတဒန်းနဲ့တဒန်းအပြိုင်ဆိုင်ပန်းတွေဝေးအောင်ထိုးထားကြသည် ပန်းတွေကတော့တကယ့်ကိုမျိုးစုံကြပါတယ်ကြာပန်းတွေပုံလေးပန်းတွေရွက်လာပန်းဆောင်တော်ကူးပန်းစပယ်ပန်းဇော်ကြီးတောင်မွေးပန်းတို့လည်းပါ ਈ တခါတရံဆက်သားဘူးကလေးများကိုထိုးထားလျင်တဒန်းလုံးမွေးနေသည်တာမကအခန်းကပ်မထားသောကြောင့်တကြောင်လုံးမင်းကြိုင်နေအောင်မွေးနေတော်သည်ထိုနေ့ကအတန်းကောင်းသောတာကူကိုယ်တိုင်ရေလင်းရင်ကြောက်ွယ်လေသည် ဆာမကလေးကတော့တာပုမတက်နိုင်မှသိရဘာမှမပြောခတ်တာကတာပု၏စိတ်ပဲဖြစ်ပြီးပန်းအုပ်ကလေးသည်အလွန်လှပသောချွေပန်းအုပ်ကလေးဖြစ်၏တဦးတယောက်တည်းဝယ်နိုင်ကြမည်မဟုတ်တရန်လုံးကြီးကျောင်းသားများစု၏ဝယ်ထားရာဖြစ်၏သို့တော်တာပုကအစားပြန်၏ဝယ်ပေးခြင်းသည်အပြိုင်ဆိုင်ဖြစ်သောအခြားတန်းတွေကြားတွင်ဖြစ်သလိုဖန်ခွက်လေးတဲ့ပန်းထည့်၏ထိုးထားသောသူ့အခန့်မျက်နှာငယ်နေရတာတာပုမခန့်ခြင်းမှာသူ့အမိမေ့ကြည့်တော့တထောင်လိုလို တထောင်ကျော်လို့လို့မရေမရာပြောရည်တကယ်တော့ထိုကျွေပန်းဥကလေးမျိုးသူတို့အိမ်မှာမရှိသူတို့အိမ်ကြီးတလုံးတည်းသောမြေညောင်ဥကလေးတောင်ခေါင်းရင်းကတိုင်မာကက်ရည်နှီးဖြစ်ချီတားရသည်ရေမမှန်လေးပေးခြင်းမရှိ၍အိုးတွေကဇော်ကြီးတောင်မွေးတောင်နွမ်း66ဖြစ်နေသည်ဘာပဲဖြစ်ဖြစ်ကျွေဥကလေးတလုံးအမြန်ဝယ်ခြင်းသာပဲတာပူဤစန္ဒဖြစ်သည်ပန်းဥဝယ်ရနိုင်ရင်ငွေရှာရလိမ့်မည်လက်ထဲငွေရှိလာလျင်သူ့အမေဖြစ်စေဆရာမကိုဖြစ်စေဝယ်ခိုင်းလျင်ရမည် တာဘူးဤလက်ရှိအမေသည်အမေရင်မဟုတ်မိရဲတာဖြစ်သည်တေသွားသောမိခင်ဖြစ်သူကိုတာဘူးမမှန်မိတော့ဖြူသလားမဲသလားပိန်သလားဝါသလားမသိသူသုံးလေးနှစ်သားကလေးကအမိမဲခဲ့ရသည်ဖြစ်၍ထိုမိလေးကိုပင်တာဘူးကအမေရင်လို့ခင်တယ်နေတော့သည် အားကိုနေတော့သည်ယုံကြည်အားထားနေတော့သည် နေ့စဉ်မုံဖို့ရသည်လူတန်းစားမဟုတ်၍မိုးတွေကဆွေ့၍ဝယ်ဖို့ဆိုတာမဖြစ်နိုင်အဖေစီကတောင်းရန်ဆိုလေစိတ်ကူးတဲ့တော်မထည့်ရဲ့အဖေဒီမိသားစုရှာကြွေးဖို့သာအသာထား သူ့အရဘိုးတော်အမေကရှာပေးရတာဖြစ်သည်ဘုဒ္ဓလောကဆရာမလေးသည်တာဘူးမိုးရည်တဲ့ထိမပါပဲကြောင်းတရားဒီကိုမြင်သွား၍ခေါဒီဟောင်းကလေးတစ်လက်ပေးထားသည်ထိုခေါဒီဟောင်းကလေးကိုတော့အဖေကယူပြီးအရက်နဲ့လဲတောက်ပြခဲ့သေးသည်ပန်းအိုးကလေးအစားမဝယ်ပေးပေးနိုင်ခြင်းတာဘူးကျောင်းကိုမသွားတော့ဟုစိတ်ကူးသည်ပန်းအိုးအစ်စ်ကလေးကိုပွေပတ်၍ကျောင်းကိုရောက်လျင်ဆရာမဝမ်းသာလိမ့်မည်အတန်းသားတွေလည်းပျော်ရှင်ကြမည်တာဘူးကိုအထင်ကြီးသည့်မျက်လုံးတွေနဲ့ဝမ်းကြည့်ကြလိမ့်မည် ထိုနေ့ကသာစိတ်ပြေမှန်ကတာပုကျူတင်ရဲ့ပြပိုက်လျက်ရှိသည်ထိုကျွေးပန်းဟုအစ်တလေးရရှိအောင်ဤမျိုးစုံတာပုကျူစားတော်မူဆုံးဖြတ်ချက်ချလေသည်သူ့အမိနဲ့သူကောက်ပင်နေစိတ်မောင်းနေသည့်လေခွင်းတဲ့တွင်တမင်းမျက်ပင်နေဝက်လာပင်နေခရာပင်နေထူထွက်လာသောချောင်းရင်းကလေးပေးတွင်ရေတွေပေါင်းရင်းရှင်အောင်ရှန်တက်နေသောတမန်အဆက်မှာသူတို့ရွာတန်းရှိကြီးအေးအနောက်ဖက်တွင်ငားများတန်အချောင်း200လောက်နှင့်ငခုထောက်ထွက်လေသည်ငားများတန်တည်ယူရန်ငားထဲသည့်ပတိုင်းလေးလေးလွယ်ရန် ရေလူရကစင်းမြင်းနှင်းများကိုငခုတွေတက်တက်သည့်တီကောင်တွေတူးရန်အဖော်ရသဖြင့်တာပု၏အမေကသဘောတွေကျနေသည်တာပုចောင်းသွားတာမကြားတာစိတ်ဝင်စားခြင်းမရှိစာတက်တော့ဘာလို့ရမှာလဲလောလောဆယ်ထမင်းစားဖို့နေ့စဉ်မမှန်ငါးခိုင်းထောက်ရတာအရေးကြီးတယ်မဟုတ်လားအမေကဒီနေ့ရတဲ့ငါးရည်တဲကတာခုနှစ်ကောင်လောက်ချံပြီးတော့ဇာတိကငါးတိုင်းမှာတွားရောက်ပြီးစုထားမယ်တာပန်းဦးကလေးအစားပြောင်းဝယ်ပေးခြင်းလို့ တားပူရီစကားသူ့အမေကငင်းဆန်ခြင်းမပြုဒီကနေ့ငားတွေတော်တော်ရသည်ထို့ကြောင့်သဘောတွေကောင်းနေသည်တားပူအမေအတွက်စံမိုးစီဖို့ထက်သားဘူးအဖေအရက်ဖိုးကအလွန်ရေးကြည့်သည်မဝယ်ပေးနိုင်ရင်သူတို့သားမိနေရောက်ရဲရဲဆက်ဆက်အရိုက်ခံရမည်ပြီးတော့ချမ်းသာခြင်းတာမဟုတ်ပေဖောဖောတီတီကလေးတုံးနိုင်ဖို့အိမ်မက်ကနန်းလေးတွေအကောင့်ထဲပေါ်ကအရေးကြီးသည် ကောင်းကျိုးမပေးမှန်သိတော့လဲဒီနုံတဲကရုံးပထက်နိုင်တာခတ်နေတော့သည်အိမ်ပြန်ရောက်တဲ့အခါတိုင်းသားဘူးပထမဆုံးလိုရတာက သူငားတွေလောင်ထားသည်မြုံဟောင်းကြီးစီသွားတာပဲဖြစ်သည်တည့်ရတည့်ရလျင်သူ့အမေခွင့်ပြုသလောက်တကောင်ပဲဖြစ်ဖြစ်နှစ်ကောင်ပဲဖြစ်ဖြစ်ထမှန်ရေးထည့်လိုက်ရှိသည်တဏီတခြားများလာတော့လဲငခုကြီးတွေကို ကြည့်ဓာဘူးတယောက်တက်ကြွပျော်ရှင်နေလေသည် ပြီးတော့လဲထူးဆန်းတာတခုဓာဘူးသည် အကောင်20ခန့်ရှိသောငခုတွေကိုကြည့်ပြီးခွဲခြားမှတ်မိနေခြင်းဖြစ်သည်မေးမြတ်သူများရှိလည်းလင်ဟောဒီငခုကြီးကဘယ်နေ့ကလဲခွက်ထဲကရခဲ့တာဒါမှမဟုတ်တမန်ဆက်က ဖမ်းမိလာခဲ့တာစသည်ဖြင့်တည်တည်ကြဲကြဲခွဲခြားပြောကြည့်နေသည်ထုံငခုကြီးတွေတဖြည်းဖြည်းများလာတာကိုတာပုသဘောကျသည်ဒီညနေစောစောပြန်ကြရအောင်အမေယာသူ အတင်းပူလာပြီးပြန်လာခဲ့သည် သူ့မှာရွယ်ချက်ရှိသည်မနေ့ကသူတွက်ထားခဲ့တာအကောင်နဲ့ဆယ်ရှိပြီယနေ့သူ့အတွက်သူ့အမေကပေးသည့်နှစ်ကောင်နဲ့ဆိုလျင်တပိတ်သာတော့ကောင်းကောင်းကြော်လိမ့်မည်အိမ်ကိုပြန်ရောက်လျင်အိမ်ရှိရေစင်းတကားကလေးမှလောင်ထားသောငခုတွေထည့်ထားသည့်မြုံကြီးကိုဆွဲမလိုက်သည်နှင့် အငားတင်ခြင်း၊ယုံကြည်နိုင်ခြင်း၊ဝမ်းနည်းခြင်း၊ရောပြွနေသောမျက်နှာပြင်အကြကြီးငေးကြည့်နေပြီတော်သည်ငါခုတွေတကောင်းမှမရှိတော့အိမ်မော်တို့ပြန်တက်မလာတော့တာပုနောက်တို့သူ့အမိလိုက်လာတော့အခါတရားပေါ်မှာခြေစင်းထိုင်ရင်ငိုရှိုက်နေသောတာပုကိုတွေ့ရတော့သည်နင့်ကငါမပြောဘူးလားဒီငားတွေခဏခဏလာလာမကြည့်နဲ့လို့နင့်အဖေတီးသွားတော့တို့မရှိတော့ပေါ်ယူပြီးအရက်နဲ့လဲတော့ပြစ်တာနေမှာပေါ့ထိုညနေကငခုကြီးတွေတာပုအိမ်မက်ထဲ ပြန်တွေ့လိုက်ရလို့ပျော်လွန်းလို့ထောက်အောင်မိသေးသည်လန့်သွားတော့အိမ်မှန်မှန်းသိလိုက်ရသည်ရုတ်တရက်ကြီးထငိုချမိတော့သည်တာပူစွစုထားသည်ငားတွေကိုခိုးခံရသည်မှာနှစ်ခါသုံးခါရှိသွားသည်အမေကတော့နှင်းအဖေလက်ချက်ပဲဆိုပြီးအမြဲပြောတတ်သည်ယခုတော့တာပူလဲသွားပြီသူ့ငားတွေစွစုထားရမြုံကြီးကိုတနေရာထဲမှာမထားတော့လူမသိနိုင်သည့်နေရာတွေမှာတွားရဖွေရတော့သည်မုံမခပင်ရေတပန်းပင် တန်တပ်ပင်ကစန်းကြုံစသည့်ချောင်းကစက်နေရာအနှံ့တနည်းလည်းတနည်းအားပြောင်းထားကစုံတော်မျက်စိဖြင့်ချောင်းနေရာသည်သည်ထိုကဲ့သို့ကျမကြီးကသူ့ဥတွေဝတ်ထားပြီးသူ့ရင်ဘက်အောက်နာအငဲတွင်းထားပြီးစောက်ရက်တယ်လို့မျက်ခြေမပြတ်စောက်ရှောက်ထားခဲ့၍ငါခုကြီးတွေများများလာခဲ့ပြန်သည်ယနေ့တွင်ရွာထိတ်ကငါးတိုင်ကိုတွားရောက်မည်ဟုတာပုဆုံးဖြတ်လိုက်သည်ပထမအကြိမ်တုန်းကတော့သုံးကောင်တည်းမှမဝယ်ခဲ့များများစုပြီးမှလာရောက်ဟုမှားလိုက်သည်ယခုများနေပြီ အ ਨੇ ဆုံးတပိတ္တာတော့ကြော်ပါစီဖျားဟုစူတောင်းရသည်သည်ဒါမှဆ ਿਆ မအတွက်သူ့အတန်သားတွေအတွက်သူ့ကြောင့်ခွဲရသောကျွေပန်းအိုလတ်လာကလေးဝယ်နိုင်ပါလိမ့်မည်ပြီးတော့လဲသူចောင်းပြန်တက်ချင်လာပြီចောင်းမတက်ပဲငားရှာနေရတဲ့ရက်တွေညားခဲ့ပြီဒီတစ်နှစ်ဒုတိယတန်းမှာမအောင်ရင်သူ့ရဲ့ကြီးအတော်ရှိလာအောင်မည်ဒုတိယတန်းတို့အတိတ်တက်လာသောအတန်းသားငယ်လေးတချာမှာလူကောင်းကကြီးအသက်လဲကြီးနေရဲ့ချက်ရလေသည် ပြီးတော့ကလေးငယ်ကလေးတွေကစာရပြီး ညံပြင်းသည့်အတွက်လဲချက်ရအောင်မီအမေရင်းသာရှိနေလျင်သူ့ကိုပန်အိုဘိုးထုတ်ပေးမည်ဟုကလေးပြီပြီတွေးနေမိသည်အဖေကတော့မျှော်လင့်စရာတိတ်မရှိအဖေရှိခြင်းမရှိခြင်းသည်သူ့အတွက်ထူးခြားချက်တစုံတရာမှမရှိအားကိုးရမရအဖေအကြောင်းကိုတွေးရင်တစုံတစ်ခုကိုသွားရသတိရသည်ထူးထူးခြားခြားဒီကနေ့အဖေအိမ်ကိုစောစောပြန်ရအိတ်နေတာတွေ့ရသည် အကြောင်းထူးတစ်ခုရှိလိမ့်မည်ဧကန်နသူ့အလစ်ကိုအေးချီအောင်ဆောင်ရဆောင်းနေတာများလားဟု တာဘူးတန်တရားတွေဝင်ပြီးကြည်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတာဘူးပေါ်ရော့ရေမဖြစ်တရီကြီးတာထားရဲ့စောင့်ကြည့်ရလိမ့်မည်အဖေအိယာကမြင်မှန်ထားပြီးအဲ့ဆိုင်သွားပါစေဟုဆုတောင်းမိသည်ဓမ္မငါကူတွေထဲထားသည့်မျိုးကြီးကိုယူပါငါရဲ့တိုင်မှာတွားရောက်ရမည်အိမ်မက်စီတစ်ချက်ပလန်အကဲခတ်ကြည့်လိုက်ပြီးငါထဲထားသည့်မျိုးနေရာပြောင်းလိုက်တာမတိမတာသူဘာမှမလုပ်ခဲ့တယ်လို့အမူအရာမျိုးနဲ့တက်လာခဲ့သည် အဖေကတော့အိမ်ရှိမှာပလက်လန်ရဲ့ဇက်ကြီးတစ်ဖက်လိန်ကတခေါခေါဟောင်းနေတာတွေ့ရသည် အမေကတော့အိမ်ရှိဖက်နှက်ချွတ်မှာမိန်းမကြီးတယောက်နဲ့စကားပြောနေသည်အစာပိုင်းမှာတော့တို့လွန်းရေးတားဖို့ဘာမှမကြိုက်ရတဖြည်းဖြည်းနဲ့အတန်အီကျေလာသည် အမေက တောင်းမှန်လေးပူဆိုးလေးဖြစ်သည်ကဲကောင်းမငါမဆန်အခုပေးရင်ပေးမပေးရင်တော့အတိပဲဘဲနဲ့တော့ထိုးတော့အကျွေးပေါက်ရင်တော့ချက်ချင်းအယောမပေးနိုင်ရင်ထတ်တတ်တော့မယ်ပုံမျိုးနဲ့မပေါက်လဲမပေါက်ရောနေ့ရှိညရှိနေ အခုချိန်ချင်းပေးမလာမပြူလားပြောဟုချိန်ဝိုင်းအင်းကြီးလမောင်းပင့်လေဤအမေဒီရှီခိုးဦးတင်တောင်းမှရင်တာဘူးပက်စီတို့လဲ့ကတာဘူးရီရွာနောက်ဖျားကမဆိုင်တောင်းတို့အိမ်ကိုသွားတဲ့ငါကပြောတယ်လို့ပြောလိုက်တပြူသည်၃လလုံးလောက် ပေးလိုက်ပါလို့သွားမြင်းမြန်းတာဘူးမသွားကြင်ရေပေးကက်ကက်လုံးနေသေးသည်သူဘဲမှမသွားကြင်သူဒီညနေမှာရောင်းတော့မိလဲငါခုကြီးတွေကိုစိတ်မချသို့တော့ငါအတွက်မဟုတ်ဘူးနော် နေဖေမာတာမိခင်ကလေးကမှ တိလာငမွေထိုးနဲ့တပြူတိအနစ်ကလေးချင်ရီချက်စားခြင်းတဲ့မသွားခြင်းလဲလေနင့်အဖေနဲ့နင့်ဘာသာရှင်းဆိုတော့အမေစီကနောက်ဆက်တွဲစကားကြားလိုက်ရတော့အခါတာပုတယောက်တကိုယ်လုံးတုံ့ရီသွားတော့သည်အဖေနှစ်တော်သူရေမဆန်ရဲ့ဒါကြောင့်မသွားရည်မဖြစ်တော့ရွာနောက်ပိုင်းရှိမဆိုင်တောင်တို့အိမ်ကအဝေးကြီးပြီးတော့နေပြောင်မထိုးနိုင်အောင်ဒီကြီးဝါးကြီးတွေပေါ်တော့ဥယျာဉ်ကြီးထဲမှာတပြုပင်အမြင်ကြီးပေါ်တက်ပြီးခူးရအောင်မြင်ခတ်တော့တာပဲဟုစိတ်ရှုပ်စွာ တွေးနေမိသည် စေကုတ္တကိယာသည်ဟုတ်သည်အမိကိုမှားသားရလျင်ကောင်းပြီအဖေကသူ့အပေါ်ကြီးမဆိုင်သလောက်အမေတော့အကျဉ်းနေရသေးသည်သူမရှိစဉ်ကာလမှာအမိကိုတည်တည်ချာချာမှားခဲ့မိအမိအပါအသာကတ်သွားပြီးနာနာကဲ့ရဲ့မှားထားခဲ့တာတာဘူးတယောက်ရွာနောက်ပိုင်းစီထွက်လာခဲ့တော့သည်တာဘူးအဖေအေရကနိုးသည် မျက်နာကိုပစိုးခပုံစားနဲ့တုပ်ပြီးမျက်တောင်နေချင်းနဲ့တာဘူးအမေကိုလှမ်းကြည့်သည်အလိုက်တည်တော့တာဘူးအမေက ထမိန်ထက်ဆင်ကြမှာလိတ်ထားတော့ ငွေဆက်ကူအဟောင်းကလေး၃လရက်ကိုကြပြာကြရထုတ်ပေးသည်ဆက်ကလေးကောက်ဆွဲယူလူကြီးဒါပဲလားဟုငေါ့ရီမေးသည်ဒါပဲရှိတာချင်းကျုံမှာတပြားမှမကြံတော့ဘူးရှင့်အတွက်တမင်ခြံထားတာဟုလေးနံဖျော့ဖျော့နေပြောမှငါဒီနေ့အိမ်မှာထမင်းမစားဘူးစောင့်နေနေဟုပြောကရက်ဆိုင်ထွက်သွားလေတော့သည်တာပုအမေတပြင်းတစ်ချက်ချလိုက်သည်တပြေးပြေးဝေးသွားတော့သူ့ယောက်ျားကျောပြင်ကြီးကိုလမ်းအဝတ်တစ်ခုမှပျောက်သွားတော့မှတာပုထွက်သွားသည်ရွာနောက်ဖက်ပိုင်းစီကြပြာကြရကြိလိုက်သည် ဒီလောက်မြမြန်ကြီးတာဘူးပြန်ရောက်မလာနိုင်သေးဘူးတယောက်တည်းအားပေးတယ်လို့ပြောရင်ကန်းဆက်ရှိရေတဖန်းပြင်ကြီးသည်ထွက်လာခဲ့သည်စောစောကတည်းတာဘူးသူ့ကိုမှားသွားခဲ့သေးတာလေတာဘူးစွတ်စွတ်ထားသည်ငလဲငကူကြီးတွေထဲထားသောမြုံကြီးရေတပန်းကြီးကြီးဤရေထဲကအမြင့်တေချာမှရှိသည်မဟုတ်လားဝိထုလျာနဲ့ဒီမှာပဲပြီးဆုံးသွားပါခင်ဗျာအခုလိုအချိန်ပေးပြီးနားဆင်ကြရတဲ့ပိတက်တယောက်ချင်းတရားကိုအထူးပင်ကျေးဇူးတင်ရှိပါခင်ဗျာ